မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့မေလာ28ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ပြည်သူတွေထံကငွေကြေးတောင်းခံတာတွေပြုလုပ်နေတဲ့စစ်ကောင်စီတပ်ကိစ္စခန်းတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်သား2ဦးသေဆုံးတဲ့သတင်းစစ်ကောင်စီကမြို့မရဲစခန်းမကြရဲအပြင်းအထန်ခုခံနေတာကြောင့်တိုက်ပွဲပြင်းထန်နေပြီးဒေသခံပြည်သူတပေါင်းကျော်ရှစ်ပေးရှောင်နေကြတဲ့သတင်း စကောက်စီတက်ရဲ့ဆာယဖာယုံတိုက်ခိုက်ခံရပြီးစကောက်စီဘက်မှနှစ်ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရတဲ့တွင်အာဆီယံထိပ်သီးအစည်းအဝေးပထမနေ့မှာ တောင်တရုတ်ပင်လယ်တင်းမာမှုများနဲ့မြမပြိပက္ခကိုထည့်သွင်းဆွေးနွေးတဲ့တွင်စစ်မှုထမ်းအတွက်မဟုတ်ဘဲပေါ်တာဆွဲဖမ်းဆီးမှုများဆက်လက်ရှိနေပြီးငွေကြေးနဲ့ပြန်ရွေးခိုင်းနေတဲ့တွင်စကောက်စီရဲ့အရေးကြီးတက်နေရာတချို့ကို KIA ထပ်မံသိမ်းပိုက်ပြီးနောက်ဗမုံမြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့တွင် ွားရခိုင်ပြည်ကိုနှစ်နေရာကျော်ကိုလိုနီလောက်ကလွတ်မြောက်ဖို့စစ်မှုထမ်းပြထမ်းချက်ထုတ်ပြန်ရတာဖြစ်ကြောင်းအေပြောခွင့်ရခိုင်တုခရှင်းလင်းပြောကြားတဲ့တွင်မြောက်ကိုရီးယားလုံခြုံရေးဝန်ကြီးရုရှားသို့ထွက်ခွာသွားကြောင်းနိုင်ငံပိုင်မီဒီယာတခုကဖော်ပြတဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်သူတွေထံကငွေကြေးတောင်းခံတာတွေပြုလုပ်နေတဲ့စစ်ကောင်စီတပ်ဂိတ်စခန်တိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်သား၂ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းတောင်သာမြို့နယ်မှာမေလ22ရက်နေ့ကပြည်သူ့ထံကငွေကြေးတောင်းခံတာတွေပြုလုပ်နေတဲ့စစ်ကောင်စီတပ်ဂိတ်စခန်းနဲ့ဝန်ထမ်းအင်အားကိုတပြိုင်တည်းထဲဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးပြီးထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့တောင်သာပကဖ TDA PDF ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။တောင်သာကြောက်ပောင်းလမ်းအထွက်ရှိတောင်သာမြို့မင်္ဂလာဦးရပ်ကွက်ရှိကွန်ကရစ်အဆောက်အအုံတွေနဲ့ဘန်ကာကရုတ်အခိုင်အမာပြုလုပ်ခါ ြည်သူတွေကိုနေစဉ်ငွေကြေးကောက်ခံပြီးနှောက်ယှက်တာတွေပြုလုပ်နေတဲ့ကိစ္စခန်းနဲ့ဘူတာကုန်းရက်ွက်ရှိဝန်ထမ်းအင်ယာကိုတိုက်ခိုက်ခဲ့တယ်လို့တောင်သာပကဖ TTA PDF ရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။မင်္ဂလာဦးဂိတ်ကိုစီးနင်းတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားတွေကဂိတ်စခန်းကိုစွန့်ခွာထွက်ပြေးသွားကြပြီးတော်လိုင်းရဲဘော်တွေကဂိတ်တဲတွေကွန်ကရစ်ဘန်ကာတွေအတွင်းရှာဖွေကြရာငွေကျပ်96သိန်းတနက်အတူတလက်ကြီ1500တောင်း ် MA1 ကြီပေါက်၄ခုနဲ့ G3 ကြီပေါက်၂ခုတို့ကိုတင်စီရမိခဲ့ပြီးဂိတ်တဲတွေကိုမိရှို့ဖျက်ဆီးနိုင်ခဲ့ကကွန်ကရစ်ဘန်ကာတွေကိုတော့မဖျက်ဆီးနိုင်ခဲ့ဘူးလို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုစီးရင်မရှင်ကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တာပကဖာမိထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်မှုရဲဘော်ကြီးဦးဆောင်နဲ့နေပြည်တော် PDF အမှတ်ရှိရတဲ့တောင်တာစစ်စင်ရေးအဖွဲ့တို့ကပူးပေါင်းဖော်ဆောင်ခဲ့တာလို့သိရှိရပါတယ်။စစ်ကောင်စီဘက်ကစစ်ကူကားနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကားပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကထိခိုက်ဒဏ်ရာရသူတွေရှိကြောင်းသိရှိရပြီးဝန်ထမ်းအရာကိုစီနီယာမှာ စစ်ကောင်စီတောက်တိုင်အကျင့်ပြတ်ဝန်ထမ်းနေနဲ့အဖွဲ့ဝင်၁၁ဦးတို့ကိုဖမ်းဆီးခေါ်ဆောင်လာကစစ်ကောင်စီရန်ရရကိုအဟန့်အတာပြုလုပ်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့မှ18ရက်နေ့အထိ၃ရက်တာတိုက်ပွဲမှာလေစစ်ကောင်စီတပ်ရဲ့မင်္ဂလာဦးရပ်ကွက်ဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့တွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က2ဦးသေဆုံးက3ဦးထဏ်ရာရရှိခဲ့ပြီးလေကြောင်းပစ်ကူတွေပေးခဲ့တယ်လို့သိရတဲ့အပြင်စစ်ကောင်စီတပ်စစ်ကူစစ်ကြောင်းတွေဖြတ်တောက်မိုင်းကြောင်ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်ဒုတိယသတင်းတပုတ်အနေနဲ့စစ်ကောင်စီကမြို့မရဲစခန်းမကြရဲအပြင်းထန်ခုခံနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးဒေသခံပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းကြံခရိုင်နှထိုးကြီးမြို့နယ်မှာ မေလ15ရက်နေ့ကနေစပြီးဒီကနေ့မေလ28ရက်နေ့အထိစစ်ကောင်စီနဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးဒေသခံပြည်သူတပေါင်းကျော်စစ်ဘေးရှောင်နေကြရတယ်လို့သိရှိရပါတယ်။နထိုးကြီးမြို့မရဲစခန်းကိုတိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီတပ်ကရဲစခန်းမစွန့်လို့ရရေးအတွက်အပြင်းထန်ခုခံနေတဲ့အပြင်လေရင်တွေတုံးခါဘုံကျဲနေတယ်လို့လည်းသိရှိရပါတယ်။ဈေးတွေလည်းပိတ်ထားရတယ်။မြို့ပေါ်ကတချို့စစ်ဘေးရှောင်ကြတယ်။တချို့ကတော့မရှောင်ကြဘူး။ပိတ်မိနေတာတွေလည်းရှိတယ်။ ော်လန်ရေးတက်တွေကပတ်လေကဝိုင်းထားတယ်စစ်ကောင်စီဘက်ကလေရင်နဲ့ပြစ်ကူပေးနေပြီးပြစ်နေတာရှိတယ်သူတို့ရဲစခန်းမကြစေရအတွက်တင်းခံနေတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်နထိုးကြီးမြို့ပေါ်နဲ့နထိုးကြီးမြို့နယ်တွေကကြေးရွာတွေဖြစ်တယ်ထန်ကွာပေးချက်နဲ့ဝလူကြေးရွာတွေကဒေသခံတပေါင်းကျော်နေရဆုံခွာပြီးစစ်ဘေးရှောင်နေကြရတယ်လို့သိရှိရပြီးမျိုးပေါ်ကဗန်နဲ့ဈေးဆိုင်တွေလည်းပိတ်ထားရတယ်လို့သိရှိရပါတယ်။ဝလူရရဲစခန်းကလည်းကျသွားပြီလို့ပြောတယ်။ အဲ့ရွာတွေကတိုက်ပွဲမဆခင်ကလေးကစီဘေးရှောင်နေကြတာရွာတွေအကုန်ပေါင်းရင်တထောင်ကျော်မယ်စီဘေးရှောင်ကအရန်များတယ်လို့နောက်ထပ်ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်ပြီးခဲ့တဲ့မေလ15ရက်နေ့ကနထိုးကြီးမြို့နယ်ထန်းစင်မြောက်ရွာကဒေါငွေပိုင်လိုင်းစခန်းနဲ့ဝက်လူရဲစခန်းကိုတော်လိုင်းရဲတပ်ဖွဲ့တွေကတိမ့်ပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီဘက်ကလည်းနထိုးကြီးမြို့နယ်မှာဝိုင်းတွဲနဲ့ MI-35 တွေအပြင်ဂျက်ဖိုက်တာတွေနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့ကနအူးသိရှိရပါတယ်ရှင် တတိယသတင်းတပုတ်အနေနဲ့စစ်ကောင်စီတပ်ရဲ့ဆ ਾਇ ရဖာယုံတိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်မှ2ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းဒဝဲခရိုင်လောင်းလုံမြို့မှာမေလ21ရက်နေ့မနက်7:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီတပ်ရဲ့ဆ ਾਇ ရဖာယုံတိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်မှ2ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။လောင်းလုံမြို့ပေါ်ရှိစစ်ကောင်စီတပ်ရဲ့ဆ ਾਇ ရဖာယုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးကာကွယ်ရေးတပ်ဖွဲ့တွေကအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုလောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တဝဲခရိုင်တပ်ပေါင်းစုနဲ့နှွေဦးပြောက်ကြားတပ်ဖွဲ့၊ဖရယ်ဒူဝင်ကျဲတပ်ဖွဲ့၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နဲ့ဒေါနာတက်ခွဲခွန်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။လောင်းလုံမြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲထားတဲ့နေရာတွေနဲ့ဂိတ်စခန်းတွေကိုတိုက်ခိုက်ခံရတာတွေနဲ့ပြည်စောထီတွေလည်းရှင်းလင်းခံရတာတွေရှိသလိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေနဲ့နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေလည်းရှိပြီးစစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုပ်မှုတွေရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းတဝယ်မြို့အဝင်ရှိစစ်ကောင်စီတပ်ရဲ့ပေါက်တိုင်းတရားဂိတ်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားနဲ့ပြည်စောထီကိုဦးသိမ်းဆုပ်က ခုနှစ်ဦးအပြင်းထန်ထန်ရရရှိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာဆီယံထိပ်သီးအစည်းအဝေးပထမနေ့မှာတောင်တရုတ်ပင်လယ်တင်းမာမှုများနဲ့မြမပြိပက္ခကိုထည့်သွင်းဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပနေတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပထမနေ့အဖြစ်မနေ့ကမေလ26ရက်နေ့မှာအာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေတက်ရောက်ဆွေးနွေးကြပါတယ် ပြောင်းလဲနေတဲ့ကမ္ဘာအခြေအနေမှာစီးလုံးညီညွတ်မှုရဲ့အရေးပါမှုကိုအလေးထားပြောကြားခဲ့ကြပြီးတောင်တရုတ်ပင်လယ်တင်းမာမှုများနဲ့အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံမှာစီးရေပရိပခဖြစ်ပွားနေမှုများကိုထိတွေ့ဖြေရှင်းဖို့အရေးပါတဲ့လှုပ်ဆောင်ချက်တွေအကြောင်းအလဲကျဥက္ကဋ္ဌအန်ဝါကပြောကြားခဲ့ပါတယ်။အာဆီယံအနေနဲ့မြမငင်းချိုင်းရေးလုပ်ငန်းစဉ်အတွက်ဆွေးနွေးရန်နဲ့ပြည်ထနာကိုဖြေရှင်းဖို့ဒေတာရင်းနိုင်ငံရေးသမားများပါဝင်တဲ့အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့သူအန်ဝါရဲ့လက်တလောကျိုးပန်းမှုတွေကိုအလုပ်ဖြစ်မယ်လို့မျှော်မှန်းထားတာကိုအစည်းအဝေးအရသိရှိရပါတယ်။အာဆီယံခေါင်းဆောင်တွေကသူ့ရဲ့အဖွဲ့ဖွဲ့စည်းမှုကိုသဘောတူညီပေးခဲ့မှုအတွက်ကျေးဇူးတင်ကြောင်းအန်ဝါကပြန်လည်ပြောကြားခဲ့ပြီးနောက်ပိုင်းမှာစစ်ကောင်စီနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့တွေ့ဆုံမယ်လို့လည်းပြောကြားခဲ့ပါတယ်။အန်ဝါဟာထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကိုမြန်မာနဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌရဲ့အကြံပေးအဖြစ်ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်မှုထမ်းအတွက်မဟုတ်ဘဲပေါ်တာဆွေဖမ်းဆီးမှုများဆက်လက်ရှိနေပြီးငွေကြေးနဲ့ပြန်ရွေးခိုင်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်း၆မြို့နယ်မှာစစ်ကောင်စီကမေလအတွင်းပေါ်တာဆွေဖမ်းဆီးခံထားရတဲ့လူငယ်50ကျော်အထိရှိနေပြီးတအူးကို7သိန်းကျော်ပေးပြီးပြန်ရွေးနေရတယ်လို့စုံစမ်းသိရှိရပါတယ်။အဆိုပါလူငယ်တွေကိုစစ်မှုထမ်းဖို့မဟုတ်ဘဲဖမ်းဆီးပြီးငွေနဲ့လာရွေးခိုင်းနေပြီးကလန်ဘေးတလျှောက်နဲ့ကြေးရွာလေးနားထိလိုက်လံပေါ်တာဆွဲဖန်စီငွေညစ်နေတယ်လို့သိရှိရပါတယ် မပေါက်တင်လုတ်ပြီးပြန်လာတဲ့သူတွေကိုလည်းဖမ်းနေပြီးခဲ့တဲ့ရက်တွေကလည်းဝန်ထမ်းတစ်ယောက်ကိုပေါ်တာဆွဲဖမ်းတာပတ်စံနေရေးရတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်စစ်ကောက်စီဟာပေါ်တာဆွဲဖမ်းစီငွေညှင့်နေမှုတွေကိုပေါ်ပေါ်ထင်ထင်ပြုလုပ်နေပေမယ့်ငွေပေးရတယ်လို့သတင်းထွက်ရင်အခုထပ်ပို့ဆိုးမယ်ဆိုတဲ့ချိန်ချောင်းမှုတွေနဲ့ပါပြုလုပ်နေတာလို့သိရှိရပါတယ်မနေ့ကတနေတဲ့90ကျော်လောက်ဖမ်းထားတယ်ပြောတယ်ငွေညှစ်တာနေမယ် သတင်းထွက်ရင်ထပ်ဆွဲမယ်ဆိုပြီးသတိပေးချင်းချောက်လွတ်တယ်လို့နောက်ထပ်ဒေတာခန်တဝူကမြို့တော်ကိုပြောပါတယ်အခုလိုပေါ်တာဆွဲဖမ်းဆီးမှုများကြောင့်ဒေသခံတွေကခရီးအသွားအလာတောင်မလုပ်ရဲကြပေကြောက်လန့်နေကြရပြီးအပြင်ထွက်သူတိုင်းနှီးပါလေဖမ်းဆီးခံနေရတယ်လို့သိရှိရပါတယ်။ချောင်းမြို့နယ်မှာရခိုင်ကတိုင်ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေပြီးစစ်မှုထမ်းအပတ်စဉ်တိုင်းမှာဖမ်းဆီးစစ်မှုထမ်းခိုင်းတာဖြစ်ပေမဲ့အခုအခါစစ်မှုထမ်းအပတ်စဉ်73ဖွင့်ပွဲပြုလုပ်ပြီးတာတော့ ပေါ်တာဆယ်ဖန်ဆီးမှုများကိုဆက်လက်ပြုလုပ်နေပြီးပတ်စံရှာနေကြတာလို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့အရေးကြီးတပ်နေရာတချို့ကို KIA ထပ်မံသိမ်းပိုက်ပြီးနောက်ဗမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့အရေးကြီးတပ်နေရာတချို့ကို KIA ထပ်မံသိမ်းပိုက်ပြီးနောက်ဗမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတယ်လို့စုံစမ်းသိရှိရပါတယ်။ ဒီကနေ့မနက်ပိုင်းကပြန်လည်စတင်ပြီးမြို့သိမ်းတိုက်ပွဲပုံမှုပြင်းထန်နေကစစ်ကောင်စီတပ်ရဲ့အလွန်အရေးပါတဲ့နေရာတချို့ကို KIA နဲ့ပူးပေါင်းတပ်များကထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ဒီကနေ့မေလ28ရက်နေ့မနက်6:00ခန်းကစပြီးဗမာမြို့အခြေဆိုင်စစ်ကောင်စီရဲ့စကခ27နဲ့အနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ကာကင်စခန်းနဲ့စကခ27ထဲကနေရာတချို့ကိုတော်လှန်ရေးပူးပေါင်းတပ်များမှတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက်မီဒီယာတချို့ကဖော်ပြနေကြပါတယ်။စကခ21မှာဒီမနက်၄နာရီလောက်ကစပြီးတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေခဲ့တယ်လို့သိရတယ်။6နာရီလောက်မှာတော့စကခ21နားမှာရှိတဲ့နမေကြီးဝင်းလိုက်ဟိုတယ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။အဲ့ဒီဟိုတယ်မှာတက်ဆဲပြီးနေရာယူထားတဲ့စကဆတွေကြောင့်အရင်အခောက်ထိုးစစ်တွေအခက်တွေ့ခဲ့ရပါမနေပါဘူး။ဒါပေမဲ့ဒီမနက်တော့အပြည့်ရှင်းနိုင်ခဲ့ပါပြီ။စကခ21ချဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲအခြေအနေကအခုထိပြင်းထန်နေစေမို့လေချောင်းရံကြောင့်အကုန်လုံးအတိအကျမသိနိုင်သေးပါဘူးလို့သတင်းရင်းမြစ်ကိုကိုကပီအခြေဆိုင်မီဒီယာတစ်ခုကဖော်ပြထားပါတယ်။ကြကြောပြန်ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းဝင်းလိုက်ဟိုတယ်အပေါ်ဒတ်မှာနေရာယူပြီးတော်လိုင်းရေးပူပေါင်းတပ်များရဲ့ထိုးစစ်များကိုအခက်တွေ့စေခဲ့တာပါ။ဒီကနေ့မနက်6နာရီခန့်မှာတော့စကခ21အနီးမှာရှိတဲ့ဝင်းလိုက်ဟိုတယ်အပေါ်ရက်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များကိုရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုမနက်ပိုင်းရာသီဥတုအခြေအနေဟာမိုးအောင်ဆိုင်နေတာကြောင့်စစ်ကောင်စီဘက်ကလေကြောင်းအသုံးပြုတိုက်ခတ်ခြင်းမရှိသေးကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အဖရခိုင်ပြည်ကိုနှစ်နှစ်ရာကျော်ကိုလိုနီလောက်ကလွမြောက်ဖို့စစ်မှုထမ်းပြဋ္ဌာန်းချက်ထုတ်ပြန်ရတာဖြစ်ကြောင်းအေအေပြောခွင့်ရခိုင်ဒုက္ခရှင်းလင်းပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်မှာအရွယ်ရောက်သူတိုင်းစစ်မှုထမ်းဖို့အတွက်ထုတ်ပြန်လိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ဟာအရက္ခတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဆောင်ရှောက်ဖို့ဖြစ်တယ်လို့မနေ့ကမေလ26ရက်နေ့မှာ UNLAA ပြောခွင့်ရခိုင်တုခါကရှင်းလင်းပြောကြားလိုက်ပါတယ်။အခုအချိန်ဟာနှစ်ပေါင်း100ကျော်ကိုလိုနီကျွန်ပြူအုပ်ချုပ်မှုအောက်ကလွတ်မြောက်ဖို့အတွက်အနည်းဆုံးကာလရောင်းနေခြင်းဖြစ်ကြောင်းအရက္ခပြည်သူတွေနဲ့အရက္ခတိုင်းပြည်အတွက်အရေးအကြီးဆုံးနဲ့ အရေးပေါ်အခြေအနေဖြစ်ကြောင်းဒီအတွက်ကာကွယ်ရေးတာဝန်ကိုဝင်ရောက်ထမ်းဆောင်ရမှာဖြစ်ကြောင်းခိုင်တုခါကအရခမီဒီယာနဲ့မီမြန်ခန့်အတွင် အခုလိုထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်အဖရခိုင်ပြည်နေနမိတ်ကိုကာကွယ်ဖို့အကြမ်းဖက်မွတ်စလင်အဖွဲ့ရဲ့လူမျိုးတုံးတပ်ဖြတ်မဲဆိုတဲ့ချင်းချောက်မှုကိုကာကွယ်ဖို့ဖက်စစ်စစ်ကောင်စီရဲ့ရန်လိုတိုက်ခိုက်မှုကိုတားဆီးနိုင်ဖို့တို့အတွက်အပြည့်ရောက်သူအမျိုးသားအမျိုးသမီးတိုင်းကာကွယ်ရေးတာဝန်ကိုထမ်းဆောင်နိုင်ဖို့အရေးပေါ်ပြဋ္ဌာန်းချက်ကို ထုတ်ပြန်ရလာလို့ပြောဆိုထားပါတယ် အေအတအတွင်းစမှုထမ်းဆောင်ရမယ့်အချိန်ကာလဟာတင်နန်းကာလနှစ်လနဲ့ကာဝယ်ရေးတာဝန်ကိုနှစ်နှစ်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရှိရပါတယ်။သာသနာ့ဝန်ထမ်းအပါအဝင်ဆေးရောဂါဖြစ်နေသူတွေနဲ့တခြားအခြေအနေအောက်မှာစစ်မှုထမ်းကင်းလွတ်ခွင့်ရသူတွေလည်းရှိမှာဖြစ်တယ်လို့သူကပြောပါတယ်။စစ်မှုထမ်းကာလရွှေဆိုင်ထားခွင့်ရာယီရွှေဆိုင်ခွင့်နဲ့ထမ်းဆောင်ချိန်ဆော့ပေါ့ခွင့်တွေလည်းတပ်ဆိုင်ရာအမျိုးအစားလိုက်ရှိတာကိုရှင်းပြသွားခဲ့တာကိုတွေ့ရပါတယ်။ လူအခွင့်ရေးရှုထောင့်ကနေအခုလိုပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေရှိနေတဲ့အပေါ်မေးမြန်းတာကိုခန္တုခါကနိုင်ငံတိုင်းမှာအရေးပေါ်အခြေအနေဆိုတာရှိကြောင်းအဲ့ဒီလိုရှိလာခဲ့ရင်တိုင်းပြည်နဲ့လူမျိုးအတွက်ဦးစားပေးလှုံ့ဆော်ရမှာဖြစ်တယ်လို့ပြောထားပါတယ်။အရက်ခတိုင်းပြည်ဟာတစ်ဖက်မှာစစ်ကောင်စီနဲ့ရင်ဆိုင်နေရပြီးတစ်ဖက်မှာကလူမျိုးတုံးတက်ဖြတ်ဖို့နေတိုင်းကြေးကြော်နေတဲ့အာစာ RS ကိုအစရှိတဲ့မွတ်စလင်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ချင်းချောက်မှုနဲ့ရင်ဆိုင်နေရတဲ့ကာလဖြစ်တဲ့အတွက် ပြည်သူလုံခြုံရေးအတွက်လှုပ်တင့်လှုပ်ထိုက်တာကိုပြက်ပြက်သားသားဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဖြေကြားသွားခဲ့တာကို တွေ့ရပါတယ်။အေးအနေနဲ့အမျိုးသားကကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကိုမလ18ရက်နေ့ကစပြီးထုတ်ပြန်ခဲ့တာဖြစ်ပြီးအဲ့ဒီထုတ်ပြန်ချက်အပေါ်တောင်ကုန်းမှာမေလ18ရက်နေ့ကကန့်ကွက်ဆန္ဒပြမှုတွေရှိခဲ့ပြီးလူ၄၀ကိုအေးကဖမ်းဆီးထားတယ်လို့ရခိုင်အခြေဆိုင်မီဒီယာတွေရဲ့သတင်းတွေအရသိရှိရပါတယ်။ မေလ22ရက်နေ့မှာတော့စစ်မှုထမ်းရမယ့်အရွယ်လူငယ်တွေကိုရခိုင်ကမထွက်ဖို့အေကတားမြစ်မိတ်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြောက်ကိုရီးယားလုံခြုံရေးဝန်ကြီးရုရှားသို့ထွက်ခွာသွားကြောင်းနိုင်ငံပိုင်မီဒီယာတခုကဖော်ပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံတကာညီလာခံတခုကိုတက်ရောက်ဖို့အတွက်မြောက်ကိုရီးယားလုံခြုံရေးဝန်ကြီးဟာရုရှားနိုင်ငံကိုထွက်ခွာသွားကြောင်းမြောက်ကိုရီးယားမီဒီယာတခုကဖော်ပြခဲ့ပါတယ် မြောက်ကိုရီးယားရဲ့အာနာယပါတီမှသတင်းစာရိုစင်ဒါမွန်ကလုံခြုံရေးဝန်ကြီးရီချန်ဒေးဟာမနေ့ကမေလ26ရက်နေ့မှာပြုံယမ်းမြို့တော်ကနေထွက်ခွာသွားကြောင်းဒီကနေ့ထုတ်သတင်းစာမှာဖော်ပြထားခဲ့တာပါဝန်ကြီးကြီးဟာရုရှားနိုင်ငံမှာ ရောက်ရှိနေစဉ်လုံခြုံရေးကောင်စီအတွင်ရေးမှူးစာဂျီရိုကုနဲ့တွေ့ဆုံဆွေးနွေးဖို့မျှော်မှန်းထားကြောင်းရုရှားနိုင်ငံမှာစစ်ရင်အားဖြည့်ဖို့ရောက်ရှိတက်ဆွဲထားတဲ့မြောက်ကိုရီးယားတပ်တွေနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးမှုတွေပြုလုပ်သွားနိုင်ကြောင်း ောင်ကိုရီးယားမီဒီယာတွေကလည်းဖော်ပြထားပါတယ်။ဆွေးနွေးနိုင်မဲ့အကြောင်းအရာတွေအနေနဲ့ရုရှားရောက်မြောက်ကိုရီးယားတပ်တွေရဲ့ဆက်လက်ဆောင်ရွက်မဲ့အစီအမံကြာဆုံးသွားတဲ့မြောက်ကိုရီးယားစစ်သားတွေရဲ့ရုပ်အလောင်းတွေပြန်လည်လက်ခံခြင်းနဲ့ဖမ်းဆီးခံထားတဲ့မြောက်ကိုရီးယားစစ်သားတွေရဲ့ကိစ္စရပ်တွေပါဝင်နိုင်ကြောင်းတောင်ကိုရီးယားသတင်းဌာနများကခန့်မှန်းဖော်ပြခဲ့ကြပါတယ်။ရုရှားပြည်ရဲ့ဒူးဝင်ကြီးဟာလည်းမေလ26ရက်နေ့ကပျုံယန်းကိုရောက်ရှိခဲ့ကြောင်းရူဒေါင်စင်မွန်သတင်းစာကဖော်ပြခဲ့ပြီးမြောက်ကိုရီးယားနဲ့ရုရှားတို့နှစ်နိုင်ငံအကြား ကျေပြန့်တဲ့မဟာဗျူဟာမိဖတ်သဘောတူစာချုပ်ချုပ်ဆိုခြင်းရဲ့ပထမနှစ်ပတ်လေးကိုလာမဲလာမှာအစိမ့်အရာရှိကြီးတွေနဲ့ကျင်းပမှာဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်ရှင်။မြို့ရော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးကြတာပါ။ထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့ရော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှဖျားချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ ဘာဝဘေးရန်ရဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်